။များကလေဒီ social media ကြီးကစားလာတဲ့အခါမှာ Facebook တွေ TikTok တွေ YouTube တွေ Instagram တွေမျိုးစုံသုံးနေပေါ့ဗျာ။အဲအဲ့လိုသုံးတဲ့အခါမှာခင်ဗျား video ကိုပေါ့နော်တင်ရတာ ခုံမင်နေတူလား။အေးဒါမှမဟုတ်ဘူးဆိုရင်ကိုတင်လိုက်တဲ့ video တိုင်းကအရေးအသွေးညံ့ဖျင်းနေလို့စိတ်ညစ်နေတဲ့တူလား။ အဲအဲ့ဒီအတွက်ကိုဒီနေ့ topic လေးက cover ဖြစ်လိမ့်မယ်လို့ထင်ပါတယ်အခုနှစ်အပိုင်းခြားအတွက်မှာပေါ့နော် social media တွေအများကြီးခက်စားလာတယ်ခက်စားလာပြီးတော့လူတွေကဒီပုံတွေ video တွေဒီ Facebook ပေါ်တို့ Instagram တို့နောက်ပြီးကြတော့ကျွန်တော်တို့ TikTok တို့ဒီလိုပေါ်တွေမှာတင်နေဆိုတာကဒါလူတယောက်ရဲ့တနေ့တာလုပ်ငန်းစောင့်တာထဲမှာတော့ပါဝင်နေပြီပေါ့ဗျာအဲ့လို video တင်လိုက်တဲ့အခါမှာ video ကဟိုကိုတင်လိုက် တုန်းကတော့ဒါ video quality ကအပြည့်ပဲဒါပေမဲ့တကယ်တကယ်လည်း ဒီ social ပေါ် Facebook ပေါ် Instagram ပေါ်ရောက်သွားတဲ့အခါမှာဒီ video ရဲ့အခြေအသေးရအများကြီးကိုကြာဆင်းသွားတာတွေခင်ဗျားတို့ကြုံမှုကြမှာပါအဲ့တော့တစ်ခါလေကြာရင်ဗျာကျုပ်တို့တွေဒီ video ကိုပြန်ပြီးတော့ဟိုပြန်ဖြတ်လိုက်ပြီးတော့ပြန်တင်လိုက်တာမျိုးတို့ဘာလို့ဒါ လုပ်လို့ရှိတယ်ပေါ့ကိုယ့်ရဲ့ဖုန်းထဲမှာကျတော့ဗျာဗီဒီယို quality အရင်ကောင်းနေပြီးတော့ဒီ social ပေါ် app တွေပေါ်တင်လိုက်တဲ့အခါကျမှဗီဒီယို quality ကအရင်ကျဆင်းနေတယ်ဆိုရင်ဘယ်သူမှတော့ကြိုက်မှာမဟုတ်ဘူးဒီ social media app တွေမှာသူတို့ရဲ့စံချိန်စံညွန်တစ်ခုရှိတယ်အဲစံချိန်စံညွန်နေနဲ့ဒီကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုတွေပိုတိုတွေကိုသူက compress လုပ်ပြတာ compress လုပ်ပြတဲ့ရာဂိုင်းလုံးပမာဏကပုံမှန်ထက်အများကြီးမြင့်နေကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ်ကပေါ့နော်100မက်ရှိတယ်ဆိုရင်သူတို့က40မက်လောက်ထိကိုလုံးဝ short ချပစ်လိုက်တာ 40လို့30လို့အဲ့လောက်တိကိုရှော့ပြီးတော့သူကသူ့ရဲ့ဒီ online စာပါတယ်ကိုဝင်စေတာပြောချင်တာကဗျာဒီကြံတဲ့60မှာရှိတဲ့ပုံတွဲရဲ့ဒီ data တွေတို့အလင်းမောင်တွေကာလာတွေအဲ့ဒီ data တွေတခုမှမပါမလာတော့ compress လုပ်လိုက်တဲ့ခြုံလိုက်တဲ့ပုံစံအတိုင်းပေါ့နော် social app တွေပေါ်မှာရောက်သွားရောက်သွားတဲ့အခါကျကျွန်တော်တို့ကဒီ video တွေပြန်ပြီးတော့ဖွင့်ကြည့်တဲ့အခါမှာအဆင်မပြေတာတွေ ပုံလွှတ်မကြည့်တာတွေဝါတာတာတွေဖြစ်လာတာအဲ့ဒါကကျွန်တော်တို့ဒီ Facebook တို့ဒါ social media app တွေရဲ့ compress လုပ်လိုက်တဲ့စံချိန်စံညွန့်တစ်ခုကြောင့်ပေါ့နော်သူတို့ကနင်းငံကြီးကို compress လုပ်လိုက်တာမို့လို့ပေါ့အဲ့လိုမျိုးမလုပ်ဘူးဆိုလည်းဗျာဒီ billion နဲ့ချီတဲ့ user တွေကဒီ Facebook တို့ပါတော့ညာတို့သုံးပြီးတော့ video တွေအပြည့်အဝတင်နေမှာဆိုရင်သူတို့ရဲ့ server ကြီးမီလောင်သွားလိမ့်မယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်တို့ကဒါရေရှည်စီမံကိန်းတစ်ခုအနေနဲ့ဒါ compress လုတ်ပြရတဲ့သဘောတရားပေါ့နော်ဒါသူတို့လည်းအပြစ်ပြောလို့တော့မရအောင်အဲ့တော့ဟုတ်ပြီဒီ Facebook ရဲ့ကျွန်တော်တို့ဒီ mechanism ကိုသိသွားတဲ့အခါကျတော့ကျွန်တော်တို့ဒီဥစ္စာကိုဘယ်လိုပုံစံမျိုးနဲ့ဖြည့်ရှင်းမလဲဆိုတဲ့ဥစ္စာဘက်ကိုကျွန်တော်တို့သွားမယ်ပေါ့နော်အခုထပ်ပြီးတော့ဆွေးနွေးရမှာကကျတော့ဒီအခုခစ်ပေါ်ပေါ့နော်ဒီ smartphone တွေရဲ့ဒီ specification တွေနောက်ပြီးကျတော့သူတို့ရဲ့ capture လုပ်နိုင်တဲ့ quality တွေအဲ့ဒါလေးတွေကိုကျွန်တော်တို့က app အချောင်းကို ည်းနည်းလေးဆွေးနွေးကြအောင်ပေါ့နော်အဲ့မှာဒီ smartphone တွေကဒါ iPhone မဟုတ်ဘူးပေါ့နော်ဒါ Android တွေ smartphone တွေအမျိုးမျိုးကပုံနေဗီဒီယိုတွေရိုက်တဲ့အခါမှာကျွန်တော်တို့ resolution တွေကိုအမျိုးမျိုးထားလို့ရတယ် ISO တို့ exposure တို့ night mode တို့အားလို့ရပြီးတော့အဲ့ဒီကနေပြီးတော့ထွက်တဲ့ file တွေက ပုံစံအမျိုးမျိုးနဲ့ဒီ smartphone အမျိုးမျိုးကနေပေါ့ထွက်လာတယ်ပေါ့နော် quality အမျိုးမျိုးနဲ့ပေါ့ဗျာ ဒါပေမဲ့လူတွေကသတိမထားမိကြတာကဘာလဲဆိုတော့ဒီ video file ပေါ့နော်ခုနကတော့ထွက်လာတဲ့ MP4 file လေးကဘလို့ coding နဲ့ဘလို့ encoding လေးနဲ့ထွက်လာတယ်ဆိုတော့ဥစ္စာကိုကြတော့လူတွေကသိပြီးတော့သတိမထားမိကြဘူးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကနည်းနည်းလေးရှင်းပြချင်တယ်ပေါ့အဲ့ဒီမှာ coding ကကျွန်တော်တို့ popular အဖြစ်ဆုံး coding ကနှစ်မျိုးရှိတယ် H.264 နဲ့ H.265 ဆိုပြီးတော့ အန်ကုတ်တင်းမျိုးရှိတယ်အဲ့အန်ကုတ်တင်းတွေကဘယ်လိုမျိုးကိုတက်ရောက်မှုရှိစေလဲဆိုရင်ကျွန်တော်တို့ကဥမာ MP4 ဆိုတဲ့ video file လေးတစ်ခုကို breakdown လုပ်ကြည့်လိုက်တဲ့အခါမှာဒီ MP4 ကကြတော့တကယ် video တွေမြင်ကွင်းတွေပါလာတဲ့ဥစ္စာမဟုတ်ဘူးသူကညွှန်ကြားချက်တွေပဲပါလာဒီ screen ရဲ့ပေါ့နော် screen ရဲ့ဘယ်ပစ်စဲဘယ်ပစ်စဲဘယ်ပစ်စဲမှာတော့ပြင်ဘလို့အလင်းမောင်တွေကိုဘလို့စက္ကန့်ပိုင်းအတွင်းမှာဖြတ်ခနဲလက်ခနဲလှုပ်ပေးရမယ်ဆိုတော့ သူစီမှာ instruction တွေပါလာတယ်လွယ်လွယ်ကူကူပြောရမယ်ဆိုရင်မြို့လကောင်တွေမှာလောက်ထားတဲ့ LED ပုတ်တွေပေါ့နော်အဲ့လိုမျိုး LED ပုတ်တွေကဒါသူ့ရဲ့အခြေခံသဘောတရားပဲအဲ့မှာ1010ဒီနေ့ဒီဘယ် point ကိုတော့ဖြင့်မြို့ကိုလင်းပေးလိုက်မယ်ဘယ် point ကိုတော့ဖြင့်မှောင်ပေးလိုက်မယ်ဆိုတော့ဒါ instruction တွေပေါ့နော်အဲ့ instruction တွေကိုသူတို့ကဒါဒီလိုကုတ်တင်လေးထဲမှာ ထည့်ပေးထားတာဒီ MP4 ဆိုတဲ့ file နဲ့ကိုထည့်ပေးထားတာအဲ့လိုထည့်ပေးထားတဲ့အခါမှာ language တွေအမျိုးမျိုးရှိတယ်အဲ့ဒီ language share ကမှာခုနက H264 H265 တို့ဆိုတဲ့ encoding language တွေကလည်းအရေးပါအရာရောက်လာတာပေါ့နော် popular ဖြစ်လာတာအဲ့ဒီ H264 encoding format လေးကိုကြတော့ VCEG နဲ့ MPEG crew ကနေပြီးတော့ဒါ T twin ကြံစပြီးတော့ထွက်လာတဲ့အရာပေါ့ဗျာ2003ခုနှစ်မှာ ထွက်လာပြီးတော့အရန်ကိုပေါ်ပြလာဖြစ်တာကျွန်တော်တို့တောက်လျှောက်သုံးလာတာဒါ H264 နဲ့ဒီပဲကျွန်တော်တို့တောက်လျှောက်ချလာတာပေါ့နော် MV4 တွေ MV4 player လေးတွေခက်တုံးကလည်းကျွန်တော်တို့ဒီ video format တွေ MP4 format တွေမှာဆိုရင်ဒီ format factory လို့ software မျိုးတွေဒါခင်ဗျားတို့ဒါတချို့တွေဆိုရင်ပေါ့နော်ဒါအသက်အခုအသက်30အရွယ်လောက်ရှိတဲ့သူတွေဆိုရင်တော့ဂျင်းနေတယ်ဖော်မက်ဖက်ထရီကွန်ဗာတာတွေကိုကောင်းကောင်းသိမှာပေါ့နော် အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ကတောက်လျှောက်ဒီ convert လုပ်ပြီးတော့လုပ်တဲ့အခါမှာပေါ့ကျွန်တော်တို့ encoding format ကိုရွေးချယ်လို့ရတယ်လေ option လေးရှိတယ်အဲအဲ့မှာကျွန်တော်တို့ h264 ကိုကျွန်တော်တို့ရွေးပြီးတော့ encoding လုပ်နေကြပေါ့နော်အဲ့တော့သဘောတရားအဲ့ဒါဒါပေမဲ့ h264 ကိုဘယ်က engineer တွေက လုပ်တာလဲဆိုရင် Sony ရယ် Panasonic ရယ် Microsoft ရယ် Nokia အဲ့ company မှာရှိတဲ့ engineer တွေကပေါင်းပြီးတော့ဒီ H264 ကို create လုပ်ခဲ့တာ အဲဒါမဲ့အဲ့ company တွေက engineer တွေကခုနကကျွန်တော်ပြောတဲ့ဒီဗာလဲ VCEG နဲ့ Ambag Group ထဲမှာပါဝင်ပတ်သက်နေတာเนาะသူတို့တွေကလည်းသူတို့တွေကဘာလို့ဆိုတော့ organization အပြာပြောရမယ်ဆိုတော့ non profit organization တွေဖြစ်တဲ့အတွက်ကြောင့် company အကြီးကြီးတွေက engineer တွေကလည်းဒီမှာလာပြီးတော့ပေါင်းပြီးတော့ format encoding တစ်ခုကို develop လုပ်ကြတာပေါ့ဗျာအဲအဲ့ဒီမှာ H264 ကအဲ2003ကနေပစာပြီးတော့အရန်ကို popular ဖြစ်ပြီးတော့အရန်ကျွန်တော်တို့တွေ့နေကြတဲ့သုံးတဲ့ format လေးတစ်ခုအဖြစ်နဲ့ကိုဒီနေ့အထိရှိလာခဲ့တာအဲအဲ့ဒီကနေပြီးတော့ ကျွန်တော်တို့တဖြည်းဖြည်းနဲ့ကျော်လွားလာလိုက်တာ2013လဲရောက်လဲရောက်လာအဲ့ဒီမှာ H265 ဆိုတဲ့ encoding format နောက်ထပ်တစ်ခုက ပေါက်ဖွားလာ VCEG နဲ့ဒီ Ampeg crew ကပဲဒါပေမဲ့အထိထဲမှာပါဝင်လာတဲ့ engineer တွေကတော့ပုံစံပြောင်းသွားတယ်။ Apple, Qualcomm, Intel, Samsung, Sony, Microsoft အဲအဲ့မှာတော့ Sony နဲ့ Microsoft နဲ့ကတော့ဒါ ဟိုပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းဒါမင်းသားကြီးတွေပေါ့ဗျာအခုလည်းဒီဒီဒုတိယ version ပါပေါ့ဗျာပြောရမယ်ဆိုရင်တော့ H264 ရဲ့ဒီ second version ပေါ့ဗျာအဲဒီ second version မှာလည်းသူတို့ပြီးပါဝင်ပတ်သက်လာတယ်ပေါ့နော်အဲဒီမှာထိတ်ဆုံးကဦးစီးဦးဆောင်နဲ့လုံးဝအာကျိုးမှန်တက်လုပ်နေတဲ့ company ကနှစ်ခုရှိတယ်ပထမကအဲပဲဒုတိယကဆန်ဆောင်ဘာလို့ဆန်ဆောင် engineer တွေကလည်းအများကြီးကိုသူတို့လည်းအားဆိုင်ထားတာပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီ H265 မှာဒီလိုနာမည်ကြီး ကုမ္ပဏီတွေကနေပြီးတော့အင်ဂျင်နီယာတွေပေါင်းစပ်ပြီးတော့ဖွဲ့စည်းထားတာ။ဖွဲ့စည်းထားတဲ့အခါကျတော့ဟုတ်ပြီအဲ့တော့ H264 နဲ့ H265 နဲ့ဘာကွာလဲဆိုတဲ့ဥစ္စာအရေးကြီးလာတယ်ပေါ့နော်။ H264 မှာရေးတဲ့ language ကဥမာဒါလူဘိန်းအတွေးနဲ့ပဲကျွန်တော်ပြောပြမယ်ပေါ့နော်။ ဟိုပညာရှင်တွေကတော့အဲ့ပုံမှာတော့ကျွန်တော်တို့တော့ဟိုစဖြစ်နိုင်တယ်ပေါ့နော် H264 ဆိုရင်ဥမာ H264 မှာကျွန်တော်တို့က encoding က10လုံးရေးရတယ်ဆိုကြပါဆိုဒီဗီဒီယိုဒီမြင်ကွင်းလေးတစ်ခုကိုပေါ့နော်ဖော်ပြဖို့အတွက်အဲ character character ပဲထား character 10လုံးရေးရတယ်ဆိုကြပါဆိုဒါပေမဲ့ H265 မှာကျတော့၅လုံးရေးတာနဲ့တင်ဟိုအဲခုနက10လုံးရေးလိုက်တဲ့ညင်ခွင်းအတိုင်းကိုဒီ၅လုံးလေးကနေပြီးတော့တန်းပြီးတော့ instruction ပေးနိုင်တယ် ောချင်တာဗျာကျွန်တော်တို့ဥမာဥမာပြောပြမယ်ပေါ့နော်ဥမာကျွန်တော်တို့ကလူတစ်ယောက်ကိုကျွန်တော်တို့ language တစ်ခုနဲ့ချိတ်ဆက်ပြီးတော့ဆက်သွယ်တဲ့အခါမှာပုံမှန်ဆိုရင်ပေါ့နော်အာမင်းမင်းရေချိုးပြီးသွားပြီလားရေချိုးပြီးသွားပြီဆိုရင်ထမင်းစားဆိုပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်ကရေချိုးပြီးသွားပြီလားတကြားအဲထမင်းစားပြီးပြီလားတကြားကျွန်တော်တို့ကပြောရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့လူကိုကျွန်တော်ကနောက်ထပ် language အသစ်တစ်ခုနဲ့ကျွန်တော်ကသူ့ကိုခိုင်းလိုက်မယ်ဗျာဥမာမင်းကငါဒီမှာလက်မထောင်ပြလိုက်မယ်ဆိုတာနဲ့မင်း ရေးချိုးလိုက်ထမင်းစားလိုက်ဆိုပြီးတော့ပြောလိုက်တယ်လို့ပဲအဲ့တော့ကျွန်တော်ကခုနကလို့မင်းထမင်းစားပြီးရေးချိုးပြီးလားဆိုတော့ဥစ္စာ language တွေကိုကျွန်တော်ဟိုတုံးနှုံးနေစရာဘာအကြောင်းမှမရှိတော့ဘဲနဲ့လက်မလေးတစ်ချက်ထောင်လိုက်တာနဲ့သူကအဲ့တော့တန်းသိတယ်အာဒါဒီကောင်နောက်ဒီလိုဒီလိုမေးနေတာဒီလိုဒီလိုခိုင်းနေတာဆိုပြီးတော့တန်းပြီးတော့သိတယ်သိတော့သူလည်းသဘောပေါက်သွားတယ်ပေါ့နော်အဲ့သဘောတရားပဲ language အစ်တစ်ခုဖန်တီးလိုက်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ခုနကလို့ ထမင်းစားပြီးပြီလားဆိုတော့ဥစ္စာတစ်ခုပဲရေချိုးပြီးပြီလားဆိုတော့ဥစ္စာတစ်ခုပဲကြတော့လေနောက်ထပ်ဘယ်လိုပြောမလဲ language က language ရဲ့ modeling ကဖောင်းပွားသွားပြောချင်တာသဘောပေါက်တယ်မလားဟို language ကဒီဘက်တစ်ဖက်ကိုညွှန်ကြားတဲ့အခါမှာတော့အထာနဲ့ညွှန်ကြားလိုက်ပြီမဲ့ဒီဘက်ဒီ container ကြီးလို့ရှိရဒီဘက်ဘယ်လိုပြောမလဲညွှန်ကြားချက် language model ကြီးတစ်ခုလုံးသွားတော့ခုနက H264 ရဲ့ language model ထက် နှစ်ဆ၃ဆလောက်အကြီးကြီးဖြစ်သွားတာ language model ကြီးอ่ะအကြီးကြီးဖြစ်သွားပြီးတော့တစ်ဖက်ကိုညွန်ကြတဲ့အခါမှာတော့စစ်စစ်လေးနဲ့ညွန်ကြလို့ရသွားတယ်အဲ့တော့သူကသူ့စီမှာအားလာကြအားနေကြအားလာကြီးပဲ H265 ကိုကင်မရာကြီးကနေပြီးတော့ capturing လုပ်လိုက်တဲ့အခါမှာ H265 encoding နဲ့လုံးမယ်ဆိုရင်ကြီးမားတဲ့ language model ကြီးတစ်ခုလုံးကိုပေါ့နော်သူကဘယ်ဥစ္စာပဲအပိုင်းပဲအပိုင်းအပိုင်းဆိုပြီးတော့အဲ့တင်ခဲ့တဲ့ Atari ရှိတယ်အဲ့ Atari တိုင်းသူကဖြစ်ဆက်လိုက်တာ จิตလက်သိတည်ဖို့အတွက်ကိုသူကသူ့စီမှာ processing speed အများကြီးလိုအပ်တယ် h265 ကို encode လုပ်ဖို့အတွက်အဲ့ဒီမှာဟိုအရင်ကပေါ်တဲ့ h264 ကကြတော့ပေါ်ခြင်းတော့ခြင်းပဲပေါ့ပေါ့ပါပါပဲ UU CPU လေးနဲ့အလုပ်လုပ်နိုင်တယ်အဲ့တော့ဈေးကွက်ထဲမှာအများဆုံးရှိနေတဲ့ smartphone တွေကပေါ့နော် smartphone တွေရဲ့ပေါ့60ရာခိုင်နှုန်းလောက်က h264 ကို capturing encoding လုပ်နိုင်တယ်ဒီ H25 ဆိုတဲ့ Angolan new model ကိုတော့ GPU CPU တွေနဲ့မရတော့ Snapdragon တော့မှတဘောက version မြန်တဲ့ Snapdragon CPU တွေနဲ့လောက်ရတယ်နောက်ပြီးကြတော့ဒီ Apple ဆိုလဲ Apple ရဲ့အဆင့်မြန်တဲ့ဟို CPU တွေနဲ့လုံးမှ TH265 က Angolan လောက်လို့ရတာဒီ storage ကကြတော့ efficient ဖြစ်တယ်ခဏအထက်မှာပြောခဲ့သလိုပေါ့နော် video file တစ်ခုက H264 နဲ့ထုတ်မယ်ဆိုရင် MacBook Air H265 နဲ့ထုတ်မယ်ဆိုရင် Mac 90ပဲရှိတော့ 15% save ဖြစ်သွားတာဒါပေမဲ့အဲ့လိုမျိုး save ဖြစ်ဖို့အတွက်ကိုဒီဘက်မှာ shuffle ပြီးတော့ဒီ language model အကြီးရနေပြီးတော့သင်္ကေတတွေအထာတွေကိုစွန့်ယူပြီးတော့ shuffle နေရတာကြတော့နောက်ကိုရနေပြီးတော့လုံနေရတာဖြစ်တဲ့အတွက်ကြောင့် high end phone တွေဒီ high end processor တွေမှဒါဒီ h265 ကိုအလုပ်လုပ်တာပေါ့နော် h265 ကသူ့ကိုလုပ်ဖို့အတွက် ram ဖို့အတွက်ဆိုရင် cpu power အများကြီးလိုအပ်တယ်အဲဒါဆိုရင် h264 နဲ့ h265 အကြောင်းကိုဒါခင်ဗျားတို့သိသွားပြီ ိသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က Facebook ရဲ့ mechanism ဘက်ကိုပြန်ပြီးတော့သွားမှရသူ့ရဲ့ဒီ standard တစ်ခုနဲ့ဒီစာချုပ်စာညွှန်းတစ်ခုနဲ့ဒီ video file တွေကျွန်တော်တို့ upload လုပ်လိုက်တဲ့ video file တွေကို तू က compress လုပ်ပြလိုက်တာလုပ်ပြလိုက်တဲ့အခါမှာ mat တရာရှိတဲ့အုပ်စာကို तू က40 mb လောက်ဖြစ်သွားအောင် तू က short ချပြလိုက်တာကျန်တဲ့60 mb လုံးအပြုတ်ဖြုတ်ပြလိုက်တာလေထဲမှာလွင့်သွားအောင် quality တွေ color အရေးသွေးတွေ detail တွေအကုန်လုံးလွင့်ထွက်ကုန်တယ်အဲ့တော့ तू ကသူ့စီမှာ40ပဲကျန်တော့ เอไอ้ไอ้มาซอน่าก็ตรงอ่ะที่ H265 เนี่ยดาดีวิดีโอไฟล์อ่ะป่ะเนาะ90แมทလုတ်ခဲ့မယ်ဆိုရင်သူ့ကို compress လုပ်ဖို့အများကြီးမလိုတော့နောက်ထပ်30 mb လေးကို short ချပစ်လိုက်တာနဲ့တင် H264 တော့က video file အတိုင်းပဲ40 mb အကျန်တိုင်းပဲဒီ H265 က40 mb အကျန်ရမယ် H264 တော့ဆိုရင်ရာခိုင်နှုန်းအားဖြင့်60ရာခိုင်နှုန်း waste ဖြစ်သွားတယ်။ H265 မှာကြတော့ရာခိုင်နှုန်းအားဖြင့် 20ရာခိုင်နှုန်း waste ဖြစ်သွားတယ် waste ဖြစ်တဲ့ပမာဏချက်မတူတဲ့အတွက်ကြောင့် detail တို့ performance တို့ရဲ့ဒီပုံရွက် quality တွေက video quality တွေကလည်းဘလုံးမှမတူနိုင်တော့ဟိုကောင်က video quality 60ရာခိုင်နှုန်းလောက်ရောနေတဲ့အချိန်မှာ D H265 ကကြောင့်20ရာခိုင်နှုန်းပဲရောတော့မယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ရှင်းတယ် H265 နဲ့ video ကိုကျွန်တော်တို့က encoding လုပ်ပြီးတော့ Facebook ပေါ်မှာတင်နေဆိုရင်ခင်ဗျားရဲ့ video quality က20ရာခိုင်နှုန်းပဲ compress လုပ်ခံရလိမ့်မယ် H264 နဲ့ခင်ဗျားကဗီဒီယိုကိုတင်မယ်ဆိုရင်60ရာခိုင်နှုန်း compress လုပ်ခံရလိမ့်မယ်အဲ့တော့60ရာခိုင်နှုန်းလုံးလိုက်ပြီဆိုမှတော့ဗျာအထက်ထက် quality တွေကဖျို့ဖျဲတွေဖြစ်ကုန်ပြီဟိုကောင်20ရာခိုင်နှုန်းလောက်ကအตาလေးပဲ smash ချာချာနဲ့ဒီဗီဒီယို quality တွေကဒီ social ပေါ်မှာလည်းကြံနေသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က H265 ကိုရွေးချယ်ပြီးတော့ကျွန်တော်တို့ record လုပ်တဲ့နယ်ဆိုတဲ့အကြောင်းပြောပြတာ ဟုတ်ပြီအဲ့ဒါက H264 နဲ့ H265 LED 2013ခုနှစ်မှာထွက်ခဲ့တဲ့ H265 ဆိုတဲ့ Angolian format ကိုဆန်ဆောင်ရင်ဦးစားစခဲ့တာဆန်ဆောင်ရဲ့ Galaxy Note 3မှာဒီ H265 ကို supporting ပေးလာဒါပေမဲ့ဆန်ဆောင်ကအရင်တော့ဖြစ်သွားတယ်သူပေမဲ့ဆန်ဆောင်က2013မှာထွက်ခဲ့တဲ့ဒီ Galaxy Note 3မှာ fail ဖြစ်တယ် ဘလို့ fail ဖြစ်တာလဲဆိုတော့အဲ့ H275 ကိုသူတို့က fully support supporting မလုပ်နိုင်ဘာလို့မလုပ်နိုင်တာလဲဆိုအကန့်တက်တင်နေလောက်ပါဥမာတခြားဒီ third party app ကိုသုံးပြီးတော့ H275 ကိုရအောင်လောက်ရတာမျိုးတို့ H275 ကတကယ်တကယ်ကြာတင်တဲ့ ဒီ compress ပေါ့နော်ဒီ quality performance အခြေသေးတိုင်းအပြည့်အဝဒီမဆင်းနိုင်တာမျိုးတို့နောက်ပြတချို့ resolution အတွက်ပဲရတာမျိုးတို့နောက်ပြတော့ on device အနေနဲ့ playback လုပ်ဖို့အတွက်အခက်အခဲဖြစ်နေတာမျိုးတို့အဲအဲ့လိုမျိုးအကန့်အသတ်တွေနဲ့2013ခုနှစ်မှာဒီ H265 စာပေါ်ပေါ်ကျမှတယ် Galaxy Note 3မှာတော့ Samsung ကနေပဲ supporting ပေးခဲ့တယ်ဒါပေမဲ့ air supporting ပေးခဲ့တဲ့ဥစ္စာကအဆင်မပြေခဲ့ဘူး အဲ့တော့အသုံးလဲမတွင်ကြခဲ့နောက်နှစ်လဲကြာလဲကြအောင်2014လဲကြာလဲကြအောင် Apple ကနေပြီးတော့ H265 ကို officially ဒီ device တစ်ခုလုံးကို fully supporting ဖြစ်အောင်လုပ်ပြီးတော့ H265 ကိုသူကမိတ်ဆက်ပေးခဲ့တယ် setting တွေကနေပြီးတော့ကျွန်တော် camera setting တွေကိုသွားလိုက်မယ်ဆိုရင် format ဆိုတာရှိတယ် format တွေဝင်ကြည့်လိုက်မယ်ဆိုရင်ခင်ဗျားတို့တွေ့ရမှာက most cavitative နဲ့ဒီ high efficiency ဆိုပြီးတော့တွေ့မယ် high efficiency ကကြတော့ဒါခုနက H265 နဲ့ recording လုပ်မယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့က instruction ပေးလိုက်တယ်။များသောအားဖြင့် H265 ကအိုင်ဖုန်းသမားတွေမှာ default ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုတော့မသိလိုက်ပဲနဲ့အိုင်ဖုန်းသမားတွေက H265 နဲ့ပဲ record လုပ်နေပါလိမ့်မယ်။2013ခုနှစ်ကတည်းကဒီ Galaxy ကိုပေါ့နော် Galaxy Note 3မှာဒီဆန်ဆောင်းကနေပဲ support လုပ်ခဲ့ပြီးမှလည်း तू က fully ဟိုဥစ္စာမဖြစ်တဲ့အတွက်ကြောင့် तू ထပ်ပြီးတော့ကြိုးစားရပေါ့နော်2013 2014 2015 2016 2019ကြာမှာဆန်ဆောင်ကတဖြည်းဖြည်းနဲ့ဒီ H265 ကဖူလီဆပုဖြစ်လာတယ်။သူ့ရဲ့ compress အရှိသေးက Apple နဲ့ဒန်းတူလောက်ထိဖြစ်လာတယ်။အဲဒါပေမဲ့သူစီမှာအားနေချက်တခုရှိနေပြန်သေးတယ်။အဲ့ဒါဘာလဲဆိုတော့ကင်မရာတွေရဲ့ mechanism တွေမှာ H265 ကိုဘယ်လိုပြောမလဲ။ကောင်းကောင်း supporting လုံးနိုင်တဲ့ mechanism မပါလာအောင်။မပါလာတဲ့အဲ့အတွက်ကြောင့်သူ့ရဲ့ H265 ကဒီ re right တွေအတွက်တော့ fully supporting ဖြစ်တယ်ဒါပေမဲ့ hardware ရဲ့ camera ဘိုင်းမှာတော့ h265 ကအဲ့လောက်ထိ generate မလုပ်နိုင်သေးဘူးအဲအဲ့လိုမျိုးအားနည်းချက်လေးတွေကတော့အချိန်တော်တော်ကြာသည်ထိဆန်ဆောင်မှရှိနေခဲ့သေးတယ်ပေါ့နော်ဗီဒီယိုတွေကိုပေါ့နော် social app ပေါ်မှာတင်မယ် Instagram တွေဘာတွေညာတွေမှာကျွန်တော်တို့တင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ video file တွေကို compress အများကြီးလုံးမခံရဖို့အတွက်ကိုအရေးကြီးတယ် high efficiency ပေါ့နော် app မှာဆိုရင် h265 ကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ video တွေကို record လုပ်တင်တယ် record လုပ်ပြီးတော့ကျွန်တော်တို့ social ပေါ်မှာတင်တဲ့နေပေါ့နော်ဒါပေမဲ့သူစီမှာအားနေချက်ရှိတယ်နော်အဲအားနေချက်ကဘာလဲဆိုတော့ H265 เนี่ยကျွန်တော်တို့ဒီဖုန်းတွေမှာ record လုပ်ပြီးသွားပြီဆိုရင်အဲ window ပေါ့နော် window computer PC တွေမှာကျွန်တော်တို့ဒီ video file ကို copy ကူးပြီးတော့ Premiere Pro ထဲထည့်မယ်ဆိုရင် Premiere Pro ထဲမှာတိုင်ပတ်နေတတ်တယ် color မမှန်အောင်ဖြစ်နေတတ်တယ်အဲ့တော့အဲအခက်ခဲတော့ဒီရှိတယ်နောက်ပြီးကြရင် window တွေမှာ playback လုပ်ဖို့တော်တော်ခက်တယ် ထစ်တာတို့ပြူတာတို့တော်တော်လေးကိုဟို strong ဖြစ်နေတဲ့ CPU strong ဖြစ်နေတဲ့ graphic ပါမှသာ H265 ကိုပေါ့နော် video playback လုပ်လို့ရတယ်အဲ့တော့ပြောချင်တာက H265 နဲ့ record လုပ်ခဲ့တဲ့ video file ဖြစ်နေခဲ့တယ်ဆိုရင်ခင်ဗျားတို့ edit လုပ်ရတာအရန်ခတ်သွားလိမ့်မယ်အဲ့ဒီအတွက်ကြောင့် computer မှာကျွန်တော်တို့ဒီ video file တွေကို edit လုပ်မယ်ဆိုရင်တော့ windows ဆိုရင်တော့ h264 နဲ့ပဲအဆင်ပြေလိမ့်မယ် macbook မှာဆိုရင်တော့ H2 sit fine လဲ okay လဲပါမကလေးတာတော့ပါမရှိဘူးဟိုအရင်ကလေးကသူကရနေခဲ့တာတခုရှိတာကဒီ social ပေါ်မှာတင်မယ်ဆိုရင်ဒီ high efficiency ကိုပြောင်းပြီးတော့ record လုပ်ပြီးတော့တခါတည်းဒီဖုန်းထဲမှာပဲပေါ့နော် iPhone ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ CapCut တို့တဘောက TikTok ဆိုလဲ TikTok ရဲ့ video edit တို့ဘာလို့ ਨੇ ဟို edit လုပ်ပြီးတော့ဒါတင်ချပြလိုက်အဲဒါဆို H2 sit fine ပဲ အဲ့လိုမျိုးဆိုရင်ခင်ဗျားတို့ပုံတော့ကပို့ပြီးတော့ကောင်းနေလိမ့်မယ်အဲ့တော့ကျွန်တော်ကဒီနေ့ topic လေးကတော့ဒါ H26 5ကိုဘလို့အခြေအနေမျိုးမှာတုံးနေမတုံးနေနောက်ပြတုံးနေမတုံးနေဆိုတဲ့ဥစ္စာလေးကိုဒါကျွန်တော်နားလည်အောင်ရှေ့ရှေ့ဝေးဝေးလေးပြောပြလိုက်တာပါဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့လည်းအားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျားနောက်ဗီဒီယိုမှာပြန်ပြီးဆုံတွေ့ကြတာပါ